ဒီနေ့ချိန်မှာဂျာနယ်နဲ့မဂ္ဂဇင်းအတော်များများဟာရောင်းအားတွေကြကုန်ပြီးနိုင်ငံရေးအသားပေးသတင်းစာဂျာနယ်နဲ့အင်္ဂလားဂျာနယ်တွေကိုပဲဖတ်လာကြပါတယ်။အွန်လိုင်းမှာသတင်းတွေကိုအချိန်နဲ့မျှစောင့်ကြည့်နိုင်တာကြောင့်လည်းခုလိုမျိုးဖြစ်လာရတာပါ။ဒီ Family Life Magazine ကတော့အွန်လိုင်းမှာပါဖတ်ရှုနိုင်အောင်ထုတ်ဝေထားပါတယ်။မိသားစုဘဝနဲ့ပတ်သက်ပြီးအဓိကထုတ်ဝေထားတဲ့ Family Life Magazine ကိုစူးစမ်းထုတ်ဝေထားတဲ့အကြောင်း Editor ချုပ်ကိုလူပအောင်ကအခုလိုပြောပြပါဗျာ။ ဒီကောင်ဒီမကင်းကမိသားစုဘဝအစပေါ့နော်ဘဝမိသားစုဘဝတကယ်တကယ်ကဘာကြီးပါပဲအဲ့လိုစတဲ့အတွက်ကြောင့်ကျွန်တော်မိသားစုဘဝနဲ့ပတ်သက်တဲ့မဂဇင်းမရှိသေးဘူးအဲ့ဒါကြောင့်ဒီမဂဇင်းလေးကိုကျွန်တော်ဥတီပြီးတော့လုပ်ပြတာပါဂျာနယ်နဲ့မဂဇင်းကြတော့မတူဘူးလေဂျာနယ်ကြတော့ဂျာနယ်ကူဟိုပါပေါ့အပတ်စဉ်အပတ်စဉ်အဲ့လိုသွားရတယ်မဂဇင်းကြတော့ကျွန်တော်တို့ကဒီတလာချင်းသွားတယ်ဆိုပေမဲ့အဲ့မဂဇင်းကတက်တက်လုံးစားပြီးတော့ကျွန်တော်တို့လုပ်ပြထားတယ်လို့ပြောရတယ်လေဟုတ် ပါပေါ့ကျွန်တော်တို့ကပေါ်ပင်တည်တံ့သွားတာမဟုတ်ဘူးသူတို့ဒီမိသားစုဘဝတွေအတွက်လိုအပ်တဲ့အားတွေဒီတနည်းတသက်တာလုံးအတွက်ဖြစ်တော်မူမကတင်းဘက်ကိုတင်းနေလာဦးတည်ထားရတာပါဒီမကတင်းလေးကိုသဘက်ပြည့်တဲ့ဒီမိသားစုတွေအတွက်ကိုအစဉ်ပြေအောင်ကျွန်တော်ကြိုးစားတည်သက်တာပါတယ်ဒီမိသားစုမကတင်းလေးကိုကျွန်တော် family လက်မကတင်းလေးအားပေးကြပါဦးလို့ဆုံးသင်ပါတယ်ဒီမကတင်းမှာတော့ baby life teenager life family life perfect life ဆိုပြီးကဏ္ဍတွေခွဲထားသလို အလားအပါကျမ်းမာရေးနဲ့အသိပညာဆိုင်ရာတွေကိုလည်းပေါ်ပြသွားမှာဖြစ်ပါတယ်။အိမ်နိုင်ရာရောက်မှာယူနိုင်သလိုဝန်ဆင်း application မှာလည်းဒေါင်းလုဒ်ရယူနိုင်တယ်လို့ဆိုပါတယ်။စာပေထုတ်လုပ်ရေးလုပ်ငန်းတွေအများစုဟာရှုံးပေါ်နေကြလို့ခုချိန်မှာမဂ္ဂဇင်းတစ်စောင်ထုတ်နိုင်တဲ့အတွက်ချီးကျူးတယ်လို့ဆိုလာသူကတော့ကိုဇော်တို့ပါ။စာဖတ်ပရိသတ်တွေအတွက်စေတနာနဲ့ထုတ်ဝေတယ်လို့သူရဲ့မြင်ကိုအခုလိုပြောပါရစေ။ဒီစာပေထုတ်ဝေလုပ်ငန်းတွေကဖြစ်မကောင်းဘူးလေ။ဖြစ်မကောင်းဆိုတာ အရှုံးများတဲ့အတွက်တော်တော်များများကရက်ကုန်ကြပြီ။အဲ့ကြားထဲမှာဒီလိုအချိန်မျိုးမှာသူတို့ကဒီမဂဇင်းတစ်စောင်ကိုရဲရဲဝံ့ဝံ့ထုတ်လာတဲ့အတွက်ထွက်ရှိလာတဲ့အတွက်အဲ့ဒီပုံမှာသူကသူတို့ကိုချစ်ကျူးတယ်။သူတို့ရဲ့တတ်တီးကိုဘုံပြူတယ်ပေါ့။ဒီလိုအချိန်မှာဒီလိုမဂဇင်းတစ်စောင်ထုတ်ဝေတယ်ဆိုတာကစာဖတ်ပရိသတ်တွေအပေါ်မှာတကယ်စေရနာရှိလို့ပဲဖြစ်တယ်လို့ဦးကယုံကြည်တယ်ပေါ့နော်။ အဲ့တော့ဒီ family life ဆိုတာဒီမိသားစုဘဝမိသားစုဘဝတစ်ခုအတွက်လိုအပ်မဲ့ဒီလိုအပ်ချက်တွေသူရဲ့ကောင်းမွန်တဲ့အကြံဉာဏ်တွေလာဘူသူတတွေအများကြီးရလိမ့်မယ်လို့ဦးနေနဲ့ယူဆတယ်အဲ့တော့ဘာဖြစ်ဖြစ်ဒီမိသားစုဝင်ဖြစ်ကြတယ်ဟလာဒီမိဘတွေညီကိုမောင်မတွေသားတွေသမီးတွေအလုံးကဒီစာအုပ်လေးကိုဖတ်ရှုကြပါလေ့လာကြပါဟလာကောင်းတဲ့အကြံဉာဏ်တွေပေးကြပါလို့ဦးကပြောချင်တယ်နော်